ဒါတော့ Nintendo Switch 2ပါဆိုတော့ Nintendo Switch 2မှာကျွန်တော်ပထမဦးဆုံးမြင်လိုက်တာနဲ့ first impression ပါတယ်ကိုကျွန်တော်ကြိုက်တဲ့ချက်လေးတော့မကြိုက်တဲ့ချက်လေးတော့တွားပြီးတော့တွေ့နေရတယ်ပေါ့နော်ဆိုတော့ဒါကအရင် version Switch 1မှာ ဆိုတော့ switch to ဆိုတော့နှစ်ခုကိုရှင်ကြီးလိုက်တယ်နဲ့သူရဲ့ size ကဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော်သိသွားတယ်ဒီကော size ကတော်တော်ကြီးကိုကြီးတယ်ကဆိုတော့ hand held ဆိုလို့ရှိရင်ဒီ switch one ရဲ့ size ပေါ့နော်ဆိုတော့ဒါ OLED ဘောက်လည်းဒီ size လောက်ပဲသွားတယ်ဆိုတော့ဒီ size ကလက်ထဲမှာကိုင်အနေတော်ပဲလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒါအပြင်ပဲတော်တော်တည်သွား portable ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အိမ်ရထဲမှာဆော့မယ်ဒါထိုင်ကုန်းမှာဆော့မယ်ဆိုရင်လည်းအဆင်ပြေရယ်ဆိုတော့ဒီကော ဒီကောင်ကတော့သူရဲ့ size ကပိုပြီးတော့ကြီးလာဆိုတော့နောက်ပိုင်းကျွန်တော် handheld gaming console တွေဒါများများထွက်လာတဲ့အခါမှာဒီ size တွေဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီ size တွေဖြစ်လာတော့ Nintendo Switch ကလည်းသူရဲ့ size ကိုဒီလောက်ထိကြီးလိုက်ကလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ screen size က7.9ဆိုတာကဒါရှစ်လက်မှဝန်းကျင်ဖြစ်နေပြီဆိုတော့ပုံမှန်ဆိုရင်တော့ဒါ tablet ဒါတလုံးစာပေါ့နော်ဆိုတော့7 inches ဆိုရင်ဟို tablet တလုံးစာဖြစ်သွားပြီဒါ7.9ဆိုတော့သူရဲ့ screen ကတော်တော်ကြီးကိုကြီးရတဲ့အထက်မှာပါသေးတယ်နောက်သူရဲ့ screen ကိုပွင့်လိုက်မယ်ဆိုလို့ရှိရင်တော့ screen LCD ကိုပဲသုံးပေးထားသေးတယ်။ဆိုတော့ LCD ဆိုတဲ့အတိုင်းပဲအဲကျွန်တော်အရင်ကြီးတော့ဒါ OLED တို့ပေါ်လို့လို့တော့အရောင်က color ကဆိုပြီးတော့တောက်တဲ့ဘက်ကိုတော့မသွားဘူး။ဒါပေမဲ့အဲသူ့မှာ refresh rate နဲ့ FPS ကတော့ပို့ပြီးတော့မြင့်လာတယ်ပေါ့နော်။ဆိုတော့ chipset တွေကလည်းပို့ပြီးတော့မြင့်လာတယ်။ဒါပေမဲ့တခုရှိတာကကျွန်တော် Nintendo Switch 2မှာတော့ဘေးဘက်အဲသူ့ရဲ့ bezel တွေပေါ့နော်ပို့ပြီးတော့ကျင်းသွားဖို့မျှော်လင့်ထားတာ။ဒါပေမဲ့ကျွန်တော် အပေါ်နဲ့အောက်ကတော့နိုင်ငယ်လေးပို့ပြီးတော့ကျင်းသွားပေမဲ့ဘေးဘက်ကတော့ထူနေတော့မယ်။ဆိုတော့နှစ်ဖက်ကအဲကျွန်တော်တို့ဒါချင်း သူ့ရဲ့ bezel ပေါ့နော်ဆိုတော့အထူးကြီးဖြစ်နေသေးတယ်ဒါအပေါ်နဲ့အောက်ကတော့အရင် version တွေထက်ဆိုင်တော့ပိုပြီးတော့ကျင်းသွားတယ်ဆိုတော့ big quality နဲ့ material ဆိုတော့သူကဘာတွေသုံးထားလဲဆိုတော့ hard plastic ကိုပဲသုံးထားတယ်ဆိုတော့ body တစ်ခုလုံးကိုသူက hard plastic ကိုပဲသုံးပေးတာဒီ joint con တွေကလည်း hard plastic ပဲသုံးပေးတာဒါပေမဲ့ကျွန်တော်အရင် version မှာသုံးထားတဲ့ဒီ hard plastic ကအနည်းပိုပြီးတော့အကျန်းခံမယ်လို့ထင်ရတဲ့ပုံစံအောင်သွားတယ်ဆိုတော့သူ့ရဲ့ plastic ကလည်းပြောင်းပြောင်းချောချောအသားလေးဖြစ်နေဒါပေမဲ့ဒီမှာကကျတော့ matte ဖြစ်တဲ့ ပလတ်စတစ်ကိုတုံးပေးထားတယ်ဆိုတော့နည်းနည်းပေါ့နော်ဆိုတော့တခခုအထီးကိုက်အချာနာပေါ့နော်ဆိုတော့တခခုအဲ့လိုချိရဆင်းရတယ်ဆိုလို့ရှိရင်သူကပို့ပြီးတော့ဖြစ်နိုင်ရေပို့ပြီးတော့မြင်တယ်ဆိုတော့ဒီသူ့ရဲ့နောက်မှာထောက်တဲ့တောက်လေဆိုတော့ဒီတောက်ကလည်းပလတ်စတစ်ပဲဆိုတော့ပို့ပြီးတော့ကြီးလာတဲ့အခါမှာနည်းနည်းလေးကျိုးဖို့အတွက်စိတ်ပူပါတယ်ပေါ့နော်ဒါပေမဲ့ big quality ကတော့ဒါမဆိုးလို့ပြောရမယ်ထင်ပါပါတယ်ဆိုတော့ ဒီကျွန်တော်တို့တုံးထားတဲ့ material ဆိုတော့ကျွန်တော်သိပြီးတော့သဘောမကျအောင်ဒါပေမဲ့ join con ဆိုတော့ join con ကအရင် version တုန်းကကျွန်တော်အပေါ်ကနေပြီး slice ဆွဲပြီးတော့ထုတ်ကြတာပေါ့နော်ဆိုတော့ဒီကောင်ကတော့အဲဒါဘေးကနေထုတ်ကြတာဖြစ်သွားတယ်ဆိုတော့ magnetic နဲ့လာတယ်ဆိုတော့ကျွန်တော်ဒီ switch ကိုဆက်ဆက်မမြင်ရသေးခင်တုန်းကဒီကောင်သိပြီးအစင်မပြေသွားမလားပေါ့နော်လှုပ်လိလှုပ်လိမှဖြစ်နေမလားဆိုတော့ပြေသွားတယ်ဆိုတော့တော်တော်လေးပြေတယ်တော်တော်လှုပ်နေရပါလေလုံးဝမရှိဒါပေမဲ့အရင် series မှာတော့အပေါ်ကနေပြီးတော့ဒါထည့်ရတဲ့ဟာပေါ့နော်ဆိုတော့ဒီလိုမျိုးထုတ်ကြတဲ့ဟာဆိုပေမဲ့သူက ဒီကောင်ကနည်းနည်းသုံးတာကြာတာလည်းပိုင်ပါမှာပေါ့နည်းနည်းလေးလှုပ်တဲ့ feeling ကိုခံစားဒါပေမဲ့ဒီကောင်ကလှုပ်တဲ့ feeling ကိုတော့မခံစားဘူးပြဒါပေမဲ့ gain တွေပါတယ်ဆိုတဲ့အခါမှာနည်းအားတွေပါပါသွားလို့ဒီ club ကိုသွားပြီးတော့နှိမ့်မိရင်တော့ကျွတ်ထွက်သွားနိုင်ပြီးတော့ရှိရပေါ့နော်ဆိုတော့အဲ့လိုရောရှိရဒါပေမဲ့ကျွန်တော်ထင်ထားတာပို့ပြီးတော့သူ့ရဲ့ဒီ club တွေဖေးက join corner ကပို့ပြီးတော့ငြိမ့်အောင်တွေ့ရတယ် ူအလေးချိန်ကဒါကျွန်တော်တို့ join con မပါဘူးဆိုရင်တော့ဒါ400 grand လေးချိန်ဝင်ချင်မှာရှိတယ်ဆိုတော့ join con တက်လိုက်မယ်ဆိုရင်တော့900 grand ကျော်သွားတယ်ဆိုတော့900 grand ကျော်တဲ့ဟာကလက်ထဲမှာကံမယ်ဆိုတော့400 grand လောက်ဆိုတာကဖုန်းနှလုံးစာအလေးချိန်လောက်ပဲရှိတယ်ဖုန်းနှလုံးကိုလက်ထဲတစ်ဖက်တစ်လုံးစီကင်ထားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့900 grand ကျော်သွားတာကကြာတော့ဒါဖုန်း နှလုံးကွဲလောက်ပေါ့နော်ဆိုတော့၃လုံးနီးပါးလောက်ကိုလည်းထဲမှာကင်ထားတယ်လို့ပဲဆိုတော့ကြာကြာကင်မယ်ဆိုရင်တော့အဲကျွန်တော်တို့ဒါ stem tech တွေပါတက်ဆိုင်တော့ဒီကောင်တော့ပို့ပြီးတော့ကြာကြာကင်နိုင်လိမ့်မယ်ဒါပေမဲ့အဲကျွန်တော်အရင်အကြာကြီးဆိုရင်တော့ကျွန်တော်တို့လက်ထဲမှာဒီလိုမြှောက်ထားတာကြားလာတယ်ဆိုရင်တော့ပို့ပြီးတော့သိတာလိမ့်မယ်ဗျအရင် version တွေထက်ဆိုလို့ရှိရင်ဒါပေမဲ့အဲဒီကောင်ကို document တက်ပြီးတော့ကစားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒါနောက်တစ်ခုကတော့ cloud တွေပါဆိုတော့ cloud တွေကသူရဲ့ join ပေါ်မှာပါတဲ့ cloud တွေပေါ့နော်တစ်ချက်ဖြုတ်ကြည့်လိုက် ဆိုတော့ဒီ cloud တွေကအရင် version တွေထက်စားလို့ရှင်ပို့ပြီးတော့ကြီးလာဒါတော့ switch တစ်ခုလုံးစားကပို့ပြီးတော့ဒါ upgrade ဖြစ်လာပို့ပြီးတော့ကြီးလာဖြစ်တာဒါဒီ join coin တွေကလည်းပို့ပြီးတော့ကြီးလာတယ်ဆိုတော့သူရဲ့ cloud တွေက အဲ့ကတော့ပို့ပြီးတော့ soft ဖြစ်တဲ့ခံစားချက်မျိုးရတယ်ဒီကြားထဲမှာပဲသူက soft ဖြစ်တဲ့ဟာနဲ့ clicky ဖြစ်တဲ့ဟာနဲ့နှစ်ခုပေါင်းဆက်ထားတယ်ဆိုတော့အရင်ကျွန်တော်တို့က switch light တုန်းက debug နဲ့လာတာပေါ့နော်ဆိုတော့အဲ့ debug ကိုကျွန်တော်တို့က switch တွေပေါ်မှာတည်လာဖို့အတွက်ကိုဒါတော်တော်လေးတောင်းဆိုခဲ့ဒါပေမဲ့အခုချိန်ထိဒါ debug ကိုတော့ထည့်မပေးသေးဘူးဒါ dedicated button တွေပဲထည့်ပေးထားတယ်ဆိုတော့အပေါ်အောင်ဘေးပင်ညာပါမယ်ဆိုတော့ဒီဘက်ကလည်းဒါ ABXY ပေါ့နော်ဆိုတော့ဒါပုံမှန်အတိုင်းပဲနောက်ကျွန်တော်တို့က plus minus button လေးတွေရလဲအရင်တိုင်း clicky ဖြစ်တဲ့ပုံစံလေးကိုပဲတွားတယ်ဆိုတော့ဒီဘက်က LDR တွေအားတွေကလည်း LDR အားတွေကတော့ကျွန်တော်ဒီထက်ပိုပြီးတော့ဟိုပိုကောင်းနေပေါ့နော်ဆိုတော့ quality ကိုဒါမျှော်လင့်ထားဒါပေမဲ့အရင်ဆိုတော့တိတ်ကြိုက်တဲ့ထဲတော့မပွားဘူးညာဆိုတော့ LDR တွေကတော့နည်းနည်းလေးအာဒီထက်ပို့ပြီး click ပြီးမှဒီထက်ပို့ပြီးမာတယ်။နောက်ကျွန်တော် R တို့ပါလို့ဆိုလို့ရှိရင်ဒီထက်ပို့ပြီးတော့နှိပ်ကားတဲ့အကွာဝေးကပို့ပြီးတော့ဝေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းလာမယ်လို့ထင်တယ်။အဲဒါပေမဲ့ဒီမှာတော့ LDR တွေကတော့အရင် version တွေနဲ့တိတ်ပြီးတော့တော့မပွားဘူးကျွန်တော်တိတ်ပြီးတော့ ကြိုက်တယ်လို့မခံစားအောင်နောက်တစ်ခုကဒီ joint strip ပေါ့နော်ဆိုတော့ဒီကောင်ကတော့ပုံပြီးတော့လဲကြီးလာတယ်နှိတ်ကရဖီလင်းအရင် version တွေနဲ့တော့တိတ်ပြီးတော့မကွာဘူးဆိုတော့အရင်လိုဒါ drift ဖြစ်တဲ့ error တွေဘာတွေထပ်ပြီးတော့ရှေ့နိုင်မလားဆိုတော့သူ့ရဲ့အရင်တော့ပေါ့နော်ဆိုတော့ quality ကအများကြီးမြင့်သွားတာမျိုးမဟုတ်ဘူးအရင်ကြီးဒါကျွန်တော်ကြီးလာတာမျိုးလည်းမဟုတ်တာဖြစ်တဲ့အတွက်အရင် version နဲ့ဆက်လို့ရှိရင်တော့တိတ်ပြီးတော့ကွာခြားမှုတော့ရှိသေးရလို့မခံစားအောင် ဒီကောင်းတွေကလည်းပုံမှန်အတိုင်းပဲဒါပေမဲ့တခုရှိတာကဒီ join con တွေကကျွန်တော်တို့ mouse အနေနဲ့တုံးလို့ရလာတယ်ပေါ့နော်ဆိုတော့ဒီကောင်းသူ့ရဲ့ box တင်းပေါ့ဟာတခါတည်းပါတဲ့ကောင်းလေးကိုကျွန်တော်တက်ပြီးတော့ okay wait okay တက်ပြီးတော့ကျွန်တော်စပွဲပေါ်မှာဒီလိုမျိုးထောက်ပြီးတော့ mouse အနေနဲ့တုံးလို့ရတယ်ဆိုတော့ဒါကိုကျွန်တော်တို့ဒီ switch ကို dock မှာတက်ပြီးတော့ဒီကောင်းကိုအောက်မှာဒီလိုထောက်ပြီးတော့တုံးမယ်ဆိုလို့ရှိရင်ဒါ mouse အနေနဲ့ပေါ့နော်ဆိုတော့တုံးလို့ရတယ်ဆိုတော့ ဒါလေးတစ်ခုတော့မိုက်တယ်နောက်တစ်ခုတော့ performance လို့ဆို performance ကတော့သူက chipset ကတော့ဒါ Nvidia ကနေပြီးတော့ထုတ်ပေးထားတဲ့ chipset ကိုသုံးနေတာလေဆိုတော့အဲ့9နဲ့ပဲအရင် version ထက်ဆိုလို့ရှိရင်တော့သူကပို့ပြီးတော့ performance ကမြင်လာဆိုတော့ရင်းတော့ဒါ switch 1 version မှာဆိုတော့ထွက်ခဲ့တဲ့ version နဲ့အများကြီးဒါပေမဲ့ chipset တစ်ခုလေးကိုပဲသုံးခဲ့တာဆိုတော့ဒီတစ်ခေါက် Nintendo Switch 2မှာတော့ဒါ chipset ပြောင်းလဲပေးလိုက်ပြီဆိုတော့ Nvidia ကအသစ်ထုတ်ပေးထားတယ်ဒါ customize လုပ်ပေးထားတယ် chipset ပဲခိုးကတော့ A9 ကိုပဲသုံးနေထားတော့မယ် RAM က 12GB DDR5 RAM နဲ့လာတယ်ဆိုတော့ RAM 12GB ကတော့တရှိဒါ smartphone ထဲမှာဆိုလို့ရှိရင်တော့ ါမေရင်ရှင်မှာတော့ကောင်းကောင်းဒါဖုန်းတစ်လုံးစာတော့ဖြစ်သွားတယ်လို့ကျွန်တော်ပြောလို့ရတယ် storage ကတော့256 GB နဲ့လာတယ်ဆိုတော့ storage ကတော့ကျွန်တော်တို့ဒါ cabinet ဟိုဆော့မယ်ဆိုရင်တော့မှပဲဒါ game cabinet ဆော့မယ်ဆိုရင်တော့မှပဲ DLC တွေနောက်ကျွန်တော်တို့သူက game file တွေကိုပြန်ပြီးတော့ download ရသေးရဆိုတော့သူ cabinet ဆော့တာနေတယ်ကိုသူရဲ့256 GB ကပြည့်သွားလို့တယ်နောက်ကျွန်တော် online game တွေဘာတွေထပ်တောင်းမယ်ဆိုလို့ရှိရင်တော့ဒါ SD card ထပ်ပြီးတော့ site ကလည်းမယ်ဆိုတော့ SD card ကတော့ 2TB ထိ support လုပ်တယ်လို့သိရတယ်ဒါပေမဲ့ SD card တော့ရွေးသေးတယ်ဆိုတော့လက်ရှိဒါဈေးကွက်မှာရှိတဲ့ဒါကြိုက်တဲ့ SD card တော့ထည့်လို့မရအောင်ဆိုတော့သူနဲ့ကြိုက်တဲ့ဟာ ပဲထည့်လို့ရလို့ကြားတယ်ဆိုတော့အဲဒီ SD ကရွေးတဲ့ပြဿနာလေးတော့ရှိတယ်ပေါ့နော်ဆိုတော့နောက်သူရဲ့ screen screen ကဒါ7.9 inches LCD ကိုမှ 1080p ပဲ output ထွက်သေးတယ်ဆိုတော့အဲ့ကမြင်လာရင်တော့ပို့ပြီးတော့ကောင်းလာမယ်ထင်တယ်။နောက်ပိုင်းတော့သူကဒီ OLED version တွေပါတယ်ထပ်ပြီးတော့ထွက်လာဖို့တော့ရှိအောင်မယ်ထင်တယ်။ဆိုတော့လက်ရှိကတော့ဒါ LCD panel ကိုပဲသုံးမိတာရဲ့ 1080p 120Hz output တော့ရလာတယ်ဆိုတော့ဒီတစ်ခုကတော့တော်တော်လေးမဆိုးဘူးလို့ပြောလို့ရတယ်ဆိုတော့ dock နဲ့ဆော့မယ်ဆိုလို့ရှိရင်တော့ 4K ကို 60fps တည်းရတယ်ဆိုတော့ 60Hz တည်းရတယ်ပေါ့နော်ဆိုတော့ဒီဘိုင်းလေးလည်းမဆိုးလို့ပြောလို့ရတယ် GPU ဘိုင်းကကြတော့ကျွန်တော်တို့ဒါ Nvidia ပဲထုတ်ပေးထားတဲ့ GPU ပဲသုံးထားတယ်ဆိုတော့သူရဲ့ GPU performance ကကျွန်တော်ကြားတာတော့ RTX 3050ပေါ့နော်ဆိုတော့ဒီကျွန်တော် mobile GPU နဲ့သူ performance tool လို့ကြားတယ်ဆိုတော့ဒါ ray tracing နည်းပညာတွေပါတယ်လဲပါဝင်လာမယ်ဆိုတော့အဲသူရဲ့ specification ကတော့ဒါ switch အတွက်ဆိုရင်တော့မဆိုးလို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိဒါဈေးကွက်တွေမှာ standard တို့ device တွေတကယ် PC ကျွန်တော် handheld device တွေနဲ့ရှင်မယ်ဆိုတော့ performance ကနည်းနေသေးတယ်ဒါပေမဲ့ကျွန်တော် switch gain တွေစော်ဖို့အတွက်ကတော့တော်တော်လေးကိုလုံလောက်တဲ့ပမာဏလို့ပြောလို့ရတယ်ဆိုတော့အရင် version ကျွန်တော်တို့ဒါ Zelda တို့ဘာတို့ပေါ့နော်ဆိုတော့ဒီလို gain မျိုးတွေကိုလဲဒါ graphic ကောင်းကောင်းနဲ့ဒီပုံမှာပြန်ပြီး ော့ run ပေးမှာဆိုတော့ဒီ game မျိုးတွေကိုသာဒီလို handheld အနေနဲ့ graphic ကောင်းကောင်းနဲ့ပြန်ပြီးဆော့ရမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ mic တဲ့ version တစ်ခုဖြစ်လာပါလိမ့်မယ် โอเคဒါကတော့ကျွန်တော် switch 2ကို dock mode အနေနဲ့ဒါ dock မှာတက်ထားတာပေါ့เนาะဆိုတော့လက်ရှိဒါ join con တွေကိုတော့ကျွန်တော် controller mode အနေနဲ့လောက်ထားတယ်ဆိုတော့ဒီမှာတစ်ခုထူးခြားချက်ပေါ့เนาะဒါအရင် switch series တွေတုန်းကအဲသူ့ရဲ့ဒီ lap ဘေးနားမှာပေါ့เนาะဆိုတော့ဒီလိုမျိုးဟိုကင်လို့ရတဲ့နေရာပါတယ်ဒီ join con တွေကဒီအแทဲကိုဝင်တာပေါ့เนาะဒါပေမဲ့ဒီမှာကျတော့တော့ join con ကြီးပဲတည်တယ်ပေါ့ဆိုတော့နောက်ကလက်ကင်တွေကဒီ join con လာပြီးတော့ဒါပတ်ဝင်ပတ်သက်နေတာမျိုးမရှိဘူးဆိုတော့ join con ကလုံးဝတည်တယ်ဆိုတော့ဒါကိုကျွန်တော် personal အရင်ပို့ပြီးတော့ကောင်းတယ်လို့ထင်တယ်ဆိုတော့လက် ဲမှာ join ကိုတီးတဲ့တာကဟောမဟုတ်ဘူးเนาะပြပြဝဝကန်ရတဲ့ feeling မျိုးရတယ်။နောက်ကျွန်တော်ပို့ပြီးတော့ကြီးလာတဲ့အချက်ကလည်းအဲဒီမှာကန်ရရလဲဒါ game show ကလည်းကြာကြာ show ဖို့အတွက်ပို့ပြီးတော့အဆင်ပြေလာလို့ကျွန်တော်ခံစားရတယ်။နောက်တစ်ခုဒီမှာကျွန်တော် dog မှာတက်တဲ့အပိုင်းဆိုတော့အဲ့နေရာနံပါတ်တွေရောကြီးနေပေါ့နော်။တရှိဒါ switch 2ကိုဒီလို dog မှာတက်လိုက်တဲ့အခါမှာဟုတ်ပြီ။အလှုပ်နေတဲ့ဟာတော်တော်ကြီးဆိုးရပြဆိုတော့ဒီအောင်ဆိုးဒီလိုစောင်းမိရလို့ဘာလို့ဆိုရင်တော့ဘယ်ဒီကောင်ပြုတ်ထွက်သွားနိုင်ရှိရဲနောက်ကျွန်တော်တို့အဲ ဒါလှုပ်တာများလာရင်သွားမထီးဖို့လို့လိုတာပေါ့နော်သွားထီးလို့ဒီကောင်လှုပ်တာများရင်လည်းဒီမှာခဏခဏလွတ်တာမျိုးတွေရောဖြစ်တတ်တယ်လို့ပြောတယ်ဆိုတော့လက်ရှိဒီဟာလေးတစ်ခုကတော့တော်တော်လေးဆိုးတယ်ဆိုတော့ဒေါကမုံမှာတင်ထားမယ်ဆိုလို့ရှိရင်တော့သူသွားမထီးဖို့လို့လိုတာပေါ့โอเคကျွန်တော်အခုတော့ဒါကျွန်တော် gaming test ပေါ့เนาะဆိုတော့ game စမ်းပြီးတော့စောကြည့်ပါမယ် ိုကျွန်တော်ဒီမှာမာရီကို crack တပွဲလို့ဆော့ကြည့်လိုက်တာပေါ့နော်ဆော့ကြည့်တဲ့အခါမှာကျွန်တော်အပိုင်းနှစ်ပိုင်းသွားပြီးတော့တွေ့ရဆိုတော့ပထမတစ်ပိုင်းကသူ့ရဲ့ဒါ 4K 60 FPS ပေါ့နော်ဆိုတော့ကျွန်တော် dock နဲ့သွားမယ်ဆိုလို့ရှိရင်အမြင်ဆုံးအနေနဲ့ 4K 60 FPS တည်းရတယ်ဆိုတော့60 FPS မှာလုံးဝ မြေနေတော့ကျွန်တော်တို့တွေ့ရတယ်ဗျာဆိုတော့ကျွန်တော်သူရဲ့ graphic ပေါ့နော်ဆိုတော့အဒီကကကျွန်တော်တို့ဒါ graphic ပိုင်းဆိုင်ရာ GPU ပိုင်းဆိုင်ရာပို့ပြီးတော့မြင့်သွားတဲ့အခါမှာအဒီကျွန်တော်တို့ဒါ Mario စက်ကောင်လေးတွေတော့ကျွန်တော်တို့ကားရွှေရှားမှုတွေပုံစံတွေကတော်တော်လေးဟိုဒါ stable ဖြစ်တယ် graphic ပိုင်းဆိုင်ရာအရာမှာပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်ဆိုတော့ကြီးကြီးလေးလေးနဲ့မြင်ရတယ်ဗျာဒီနေ့မှဝါးနေရပါပြီမရှိဘူးဆိုတော့တောက်ရှောက်ကိုအကျွန်တော်တပွဲလုံးကိုဒါမျက်စိမျက်လုံးနောက်သွားတာမျိုးတွေအဲဒါလုံးကျွန်တော်တို့ဝါးသွားတဲ့အခါမှာ FPS တွေကျသွားတာမျိုးကျွန်တော်လုံးဝမတွေ့ရအောင်ဆိုတော့လုံးဝပြပြဝါးဆော့လို့ရတယ်ပေါ့နော်နောက်တစ်ချက်က သူရဲ့ join ကဆိုတော့ join con ကအာ haptic feedback တော်တော်လေးကောင်းတယ်ဗျာဆိုတော့ဒီထဲမှာလှုပ်ရှားမှုတွေအကုန်လုံးကိုဒီမှာလာပြီး haptic feedback အနေနဲ့ခံစားလို့ရတယ်ဆိုတော့ဒီအပိုင်းလေးလည်းတော်တော်လေးသဘောကျတယ်ဒါကတော့ကျွန်တော် Nintendo Switch 2ကိုဒါစမ်းသပ်ကစားပြီးတော့ဒါ short review လေး လုတ်ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဂိမ်းတွေစံကစားကြည့်တဲ့အခါမှာတော့ကျွန်တော်ကြိုက်တဲ့အပိုင်းတွေဒါမှကြိုက်တဲ့ပိုင်းတွေတော့ထွက်လာဆိုတော့တိတ်မကြိုက်တဲ့အပိုင်းကတော့သူ့ရဲ့ big quality ပေါ့နော်ဆိုတော့တုံးတိုင်း material ဆိုပါတယ်ကျွန်တော်သိပြီးတော့မကြိုက်ဘူးဒါပေမဲ့တစ်ခုရှိတာကကြတော့ gaming experience ပိုင်းမှာအရင်တန်းတို့ switch တဲ့ဒါကျွန်တော်တို့ level တစ်ခုပို့ပြီးတော့မြင်သွား upgrade ဖြစ်လာလို့ခံစားရတယ်ဆိုတော့တေချာဘရာမှာတစ်ခုကတော့ဒါ switch 1နဲ့ switch 2ကိုပြောင်းတဲ့အချိန်မှာတော့ကျွန်တော် upgrade ဖြစ်တဲ့အချက်တွေကတော့တေချာဘောက်ခံစားရမှရမယ်ဆိုတော့ကျွန်တော်ပြောချင်တာအပြင်ပိုင်းဒါကျွန်တော်တို့ဒါ stream ီးတော့သူ့ရဲ့ design တို့ဘာလို့ပြောချင်တာမဟုတ်ဘူးတကယ် gaming experience ကပို့ပြီးတော့ကောင်းလာရဲ့လားဆိုပြီးတော့ဒါ main ရှင်တွေရဲ့သူရှိမယ်ဆိုတော့သိရဆိုတော့ သူရဲ့ gaming experience ကတကယ်ကိုကျွန်တော်က switch one version နေတဲ့ဆောက်လို့ရှိရင်တစ်ဆင့်ပို့ပြီးတော့မြင့်သွားတယ်လို့ကျွန်တော်ခံစားရတယ်။ဆိုတော့သူရဲ့ screen size ကကြီးလာတဲ့အခါမှာကျွန်တော်တို့ဒါတည်သွားတာတော့ portable အရင်တော့မဖြစ်တော့ပေမဲ့အဲကျွန်တော်တို့ဒါ game ကံပြီးကစားတဲ့အခါမှာသူရဲ့အလေးချိန်တွေကောင်းပါနေတော့ဆိုတော့တော်တော်လေးကိုအဆင်ပြေတော့တွေ့ရတယ်။ဆိုတော့ဒါသူရဲ့ဒါ gaming experience အရာလဲကျွန်တော်ဒါ switch မှာလိုချင်နေခဲ့တဲ့အရင်တည်းကလိုချင်နေခဲ့တဲ့ပုံစံကိုပြန်ပြီးတော့ရလိုက်တယ်လို့ခံစားရတယ်။ โอเคဒါကတော့ကျွန်တော်ဒီနေ့က Nintendo Switch 2ကို short review လေးလုပ်ပေးခဲ့တာပဲဖြစ်ပါတယ် gaming experience တွေစမ်းသပ်ပြခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့ဒါဒီ Nintendo Switch 2ကိုလာရောက်ပြီးစမ်းသပ်ကစားခြင်းလေဆိုလို့ရှိရင်တော့ဒါ Time City Jewelry Mall လေးလွှာမှာရှိတဲ့ game show မှာလာရောက်ပြီးစမ်းသပ်စော်ကစားနိုင်ပါပြီဆိုတော့အဓိကကျွန်တော် Switch ကိုဝယ်ဖို့အတွက်စဉ်းစားထားတဲ့သူပဲဖြစ်ဖြစ်ဒါကျွန်တော်မဝယ်ဘဲနဲ့စမ်းပြီးကစားခြင်းလေသူတွေအတွက်ပဲဖြစ်ဖြစ်အဲဒီမှာလာရောက်ပြီးစမ်းသပ်ကစားပြီးတော့မှဒါဝယ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ချင့်ချိန်လို့ရသွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဆိုတော့ကျွန်တော်ကတော့ ဆန်တက်ပြီးတော့ကစားပါပြီဆိုတော့ကျွန်တော်ကြိုက်တဲ့အချက်တွေရှိသလိုမကြိုက်တဲ့အချက်တွေရှိတယ်ဆိုတော့ကျွန်တော်ဝယ်ပြမလားဆိုလို့ရှိရင်တော့နည်းနည်းတော့စဉ်းစားမယ်ပေါ့နော်လက်ရှိအခြေအနေနဲ့နောက်ပိုင်းအဲကျွန်တော်တို့ဒါဈေးတွေပါကျသွားတယ်ဆိုရင်တော့ကျွန်တော်ဝယ်ပြမယ်ဂိတ်ဆက်တလုံးပါလို့ပြောရင်းနဲ့ပဲကျွန်တော်မိတ်ဆွေတို့ဆိုရင်တော့လာရောက်ပြီးတော့ဆန်တက်ကစားခြင်းလားကျွန်တော်တော့ကောင်းကင်နိုင်ပါနောက်ဗီဒီယိုတစ်ခုမှတွေ့ပါမယ်